လုံငယ်တဲ့ပိုင်းမှာမူချန်ကနှလုံးသားမျက်လုံးကိုဖွင့်နိုင်ခဲ့တယ်ပြီးတော့အကြီးကဲလင်းရှိနဲ့သူ့ရဲ့ဆက်ဆံကြီးကလည်းပို့ပြီးကောင်းလာတယ်အဲ့ဒီအချိန်မှာပဲသွေးခေါလောင်ရဲ့အတန်ကမြည်ဟင်းလာတယ်ဆန်ရှန်နဲ့လီရွှန်တုံးကဒေါဟာရောက်နေလို့ကျောင်းဝအကြီးကဲတွေကမူချန်တို့ကိုတွားခဲ့ဖို့လှုပ်ပေးလိုက်ကြတယ်ဗီဒီယိုလေးမစခင်ကျွန်တော်လိုင်းအဆောက်ခိုင်းနေပြပါအားလုံးကျေးဇူးတင်ပါတယ်ကောင်းရင်းပေါ်မှာအလင်းနှဲဆဲကူကတော်တော်လေးကိုမြန်တဲ့အချိန်နဲ့ပြန်နေကြတယ်မူချန်ကမေးတယ်စီနီယာလင်ကျန်းကျွန်တော်တို့မှအချိန်ဘယ်လောက်ကြံသေးလဲလင်ကျန်းကပြောတယ် သွေးခေါလုံးစီကလာတဲ့တရင်ရသူတို့ကမြောက်ပိုင်းကောင်းကင်နယ်မြေရဲ့အနောက်မြောက်ဘက်စီကလူတူကဲမဲ့တဲ့အနောက်ပိုင်းနယ်မြေမှာရှိနေလိုက်မယ်။ငါတို့ရဲ့ခရီးသွားနှုန်းရဆိုရင်တနင်္လာနေ့တညလောက်ခရီးဆက်လိုက်ရင်အဲ့နေရာကိုရောက်သွားနိုင်တယ်။မူချန်ကဆန်ရှန်နဲ့လီရွှန်တုံကိုစိတ်ပူနေတဲ့အတွက်ကြောင့်သူကပြန်ပြောတယ်။အဲ့ဒါလောက်ဆိုရင်ငါတို့တွေကအရန်ကိုမကြလို့မူလား။ဒါကိုလင်ကျန်းကပြန်ပြောတယ်။စိတ်အေးအေးထားပါ။ဆန်ရှန်နဲ့လီရွှန်တုံတို့ကလွယ်လွယ်နဲ့တိမ်မဲ့လူတွေမဟုတ်ဘူး။မိုးလောင်ကြီးကလူတွေစုပြီးသူတို့နှစ်ယောက်ကိုတတ်ချင်ပေမဲ့ လွယ်လွယ်နဲ့တက်လို့ရမှာတော့မဟုတ်ဘူး။မူချံကလည်းခေါင်းချင်းလိုက်တယ်။ကောင်းပြီလေ။အဲ့လိုဖြစ်ဖို့ကျွန်တော်လည်းမျှော်လင့်ပါတယ်။ဒီလိုနဲ့ပဲသူတို့ဖွဲ့ကတရက်နီပါလောက်ခရီးဆက်လာတာလူသူကိမဲ့တဲ့အနောက်ပိုင်းနေမြေရဲ့အစွန်ပိုင်းကိုရောက်လာကြတယ်။သူတို့ရောက်နေတဲ့နေရာကရှိုးကြီးတခု၊တောင်နှမ်းနေရာလည်းတော်တော်ပေါ်တယ်။ချောက်သုံးနေရာလည်းအောက်မှာပြိုပြက်ပျက်စီးနေတယ်။ဒါကိုကြည့်ချင်းအဖြစ်ဒီနေရာမှာတိုက်ပွဲကြီးကြီးတခုဖြစ်ခဲ့တယ်ဆိုတာထင်ရှားနေတယ်။လင်ချန်းကပဝင်းကျဲကိုအကဲခတ်လိုက်တယ် စန်းရှန်နဲ့လီရွှန်သုံးတို့နှစ်ယောက်ဒီနေရာမှာခြုံကိုတိုက်ခိုက်ခံခဲ့ရတဲ့နဲ့တူတယ်ဒီနေရာကတိုက်ပွဲတွေပြီးလို့စန်းရှန်နဲ့လီရွှန်သုံးတို့လည်းဒဏ်ရာအကြီးကျယ်ရသွားမှသိကြတယ်မော်လုံကြီးတို့အဖွဲ့ကဒီအနောက်ပိုင်းနဲ့မြေစီကိုမျှော်ခေါ်ခဲ့တာဆိုတော့သူတို့လည်းလက်လျှော့ဖို့လုံးဝအစီအစဉ်ရှိကြမှာမဟုတ်တော့ဘူးဒါကြောင့်သူတို့ကမီအောင်တတ်နိုင်တဲ့လောက်ခက်မြမဲ့လီသွားမှဖြစ်မယ်ပြီးတော့လင်ဂျန်ကကြံတဲ့အဖွဲ့ဝင်အကလုံးကိုတရိပ်ပေးလိုက်တယ်အလုံးမဲ့တရိပ်ကြည့်ကြည့်ထားကြငါတို့ရဲ့ရန်သူတွေကတာမန်လူတွေမဟုတ်ဘူး လူသူကင်းမဲ့တဲ့အနောက်ပိုင်းနဲ့မြေရဲ့အသွင်းပိုင်းအဲ့ဒီညမှာတော့မြူမှုန်တွေနဲ့ဖုံလွှမ်းနေတဲ့နေရာတစ်ခုရှိတယ်။မြူမှုန်တွေကြောင့်အရှိကမြင်ကွင်းကိုတော့ရှင်းရှင်းလင်းလင်းမမြင်ရဘူး။မြူမှုန်တွေကြားမှာတော့ထိုင်လန်းစရာကောင်းတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့ဝိညာဉ်သားရဲတွေရှိနေတယ်။အဲ့ဒီဝိညာဉ်သားရဲတွေကမြူမှုန်တွေကိုမှီခိုပြီးတက်စီလိုလိုပဲပေါ်လိုက်ပြောက်လိုက်နဲ့အဲ့ဒီနေရာရဲ့တောင်ထိပ်ပေါ်မှာတော့လူစေရောက်ထွက်ပေါ်လာတယ်။သူတို့စေရောက်ကိုခေါင်းဆောင်တော်တဲ့သူကတော့ဓာရှိကိုကြုံးမှလျှော်ထားတယ်။အဲ့ဒါကတော့မိုးလုံးကြီးပဲ။ မူလုံကြီးရဲ့ဘေးနားမှာရှိတဲ့လူကပြောတယ်။မူလုံကြီးငါတို့ရဲ့စုံစမ်းချက်အရဆိုရင်ဆန်းရှန်းနဲ့လီချွန်တို့နှစ်ယောက်ကမြူတွေထူထပ်တဲ့တောင်ကုန်းပေါ်မှာပုံပြီးဒဏ်ရာတွေကုသနေရတဲ့ဒီတခါတော့ငါတို့လက်ကနေလုံးဝကိုမလွတ်မြောက်နိုင်ဘူး။မူလုံကြီးကခက်ရက်ရက်လေးပြောင်းလိုက်တယ်။မြောင်ပင်းကောင်းကင်ကြောင်ကကဲဇယ်ကြီးအဖွဲတွေလည်းမကြခင်ရောက်လာတော့မယ်။ဒီလိုအရေးကြီးဖြစ်ပေါ်လာတဲ့ကိစ္စကြောင့်ရောက်လာမဲ့သူတွေကလည်းအရန်ချင်းအစွမ်းထားကြမှာမဟုတ်ဘူး။ဒါပေမဲ့အပြစ်ပေးခြင်းခံမှာက အစင်းမြင်အဆောက်အအုံကလည်းပါလာဖို့များတယ်ဒါကိုပပင်ရှိရှိနဲ့တယောက်ကပြောတယ်ဒီမှာမူကူမင်းကဘာဖြစ်တာလဲဒါမှမဟုတ်လန်တဲ့သူတွေကိုမင်းကကြောက်နေတာလားဒါကိုအကောင်ကြီးကြီးနဲ့ကြောမပစိန်လွှတ်ထားတဲ့ကောင်ကပြောတယ်ကော့ရှုံတတိရှိတာကအကောင်ဆုံးအကာအကွယ်တစ်ခုပဲဒီတခါရောက်လာမဲ့သူတွေကလင်ကျန်ရဲ့ဥဆောင်မှုအမှန်ရှိနေကြလိမ့်မယ်။ဘာလဲ?မင်းကအခုတိသင်ငန်းစာမရသေးဘူးလား။ဒါကိုမူကူဆိုတဲ့လူကဝင်ပြောတယ်။အရင်တုန်းကတော့ငါပြောင်းညံခဲ့လို့ပါ။ ီနေ့လင်ကျန်းနဲ့ဆုံရင်မင်းရဲ့အဖေကသူ့ကိုနှစ်ပိုင်းပြအောင်လုပ်ပြမယ်။တယောက်နဲ့တယောက်စကားများနေတာကိုကြည့်ပြီးမိုးလောင်ကြီးကအမိတ်ပေးလိုက်တယ်။တော်လောက်ပြီဒီညာကအငင်းခုံလောင်ရမယ့်နေရာမဟုတ်ဘူး။ဟူကြားပြင်ဆင်မှုတွေကိုလုပ်ပြီးသွားပြီလား။ဒါကိုဟူကြားဆိုတဲ့သူကခေါင်းနှိမ့်လိုက်တယ်။ပြင်ဆင်မှုအလုံးကိုလုပ်ပြီးသွားပြီ။သူတို့ရောက်လာမယ့်အချိန်ကိုပဲစောင့်နေရတော့မယ်။မူကူကဝင်ပြောတယ်။ဒါဆိုရင်အရန်ကောင်းတယ်။ဆန်းရှန်းနဲ့လီချွန်တုံတို့ကိုအရင်ဆုံးမိအောင်ဖမ်းကြရင်မကောင်းဘူးလား။မိုးလောင်ကြီးကပြောတယ်။စိတ်အေးအေးထားပါ သူတို့ကမထွက်ပြေးနိုင်တော့ပါဘူးပြီးတော့သူကမြို့ကိုတွေထူထပ်တဲ့နေရာကိုတစ်ချက်ကြည့်လိုက်တယ်ဒီရက်တွေထဲမှာသူတို့ကငါဖမ်းလို့မရဘူးလို့မင်းသိနေတာလားမူကူကပြောတယ်မင်းသူတို့ကိုဖမ်းလို့ရတယ်ဒါပေမဲ့မဖမ်းဘူးဆိုတော့ကြောင်ကလာတဲ့ကေဇေးကြီးအဖွဲ့ကိုမင်းကတက်တက်မြားခေါင်းနေတာပေါ့မိုးလောင်ကြီးကကြောက်စရာကောင်းတဲ့အပြုံနဲ့ပြုံးလိုက်တယ်စမ်းရှမ်းနဲ့လီချွန်သူတို့နှစ်ယောက်တည်းနဲ့ငါစိတ်ကြည့်နေမယ်လို့ထင်နေတာလားမူကူကပြန်ပြောတယ်မင်းကတကယ်ကောင်းပါလားကွာ ငါလည်းဒီကိစ္စကြီးအဖွဲကိုစိတ်ကျဉ်းအောင်တတ်ချင်နေတာဒီကိစ္စကမြောက်ပင်းကောင်းကင်နယ်မြေမှာဘယ်လောက်ထိပြင်းထန်သွားမလဲဆိုတာတော့မသိဘူးအဲ့ဒီခါကျရင်ဝိညာဉ်အကယ်ဒမီအကြောင်းကလည်းမျက်စိမျက်နှာပြတ်သွားမှသိကြတယ်တပ်ဖမ်းမှတော့မူချန်တို့အဖွဲကဝိညာဉ်စွမ်းအင်တွေကိုထောက်ပြီးတော့ဒီလူသူကိမဲတဲ့အနောက်ပိုင်းနယ်မြေတော်ကိုဝင်လာကြတယ်ပြီးတော့သူတို့ရဲ့လက်ထက်မှာလည်းလက်နှက်တွေကိုစီကင်ဆောင်ထားကြတယ်သူတို့တွေကအပန်းနိုင်ဆုံးတားရဲတွေနဲ့မတွေ့အောင်သူတို့ရဲ့စွမ်းအင်တွေကိုဖိနှိပ်ထားတယ်ဒီလိုနဲ့ပဲနိုင်ဝက်လောက်ခီးဆက်လာကြတော့ အနောက်ပိုင်းနဲ့ပြည်ရဲ့အသွေးပိုင်းကိုရောက်လာကြတယ်။မူချန်ကဒီနေရာကိုတခါမှမလာဘူးဘူး။မြေကိုးတွေပြင်းနှံ့နေတော့သူကပတ်ဝန်းကျင်ကိုတစ်ချက်မျက်မှောင်ကျုပ်ပြီးကြေးလိုက်တယ်။လင်ချန်က ပြောတယ်အနောက်ပိုင်းနဲ့ပြည်ရဲ့အသွေးပိုင်းကမြေမှုန်တွေကနှင်းနှဲချီထူထန်းနေတယ်။ဒဇုံတယောက်ကဒီထက်ကိုဝင်ရောက်သွားရင်အမြင်အာရုံနဲ့ဝေဝါးသွားလိမ့်မယ်။စန်းရှန်နဲ့လီရွှန်တုံတို့ကဒီအကြောင်းကိုတီထားလို့ဒီညာကိုပြေးဝင်လာတာဖြစ်မယ်။မူချန်ကခေါင်းချိန်လိုက်တယ်။ဒါပေမဲ့ဒီလိုပတ်ဝန်းကျင်နဲ့ဆိုရင်လမ်းပြောက်ဖို့ကပိုလွယ်တယ်။ အဲ့ဒီတော့ကြောင့်အားလုံးကတတိကိုပို့ပြီးတော့မြင့်ထားလိုက်တယ်။မူချန်ကလောလီရဲ့အနာကိုသွားပြီးတော့ပြောတယ်။ငါရဲ့အနာကပဲနင်းနီးကက်ကက်လိုက်။ဒီအခြေအနေနဲ့ဆိုရင်ငါရဲ့အနာကနေလုံးဝမခွာတာအကောင်းဆုံးပဲ။ရှေးဆန့်နေနေသွားတော့မြူမှုန်တွေကပို့ပြီးတော့ထူထပ်လာတယ်။ပြီးတော့သူတို့ရဲ့စိတ်ထဲမှာလည်းဝိညာဉ်အစီမံနဲ့တူတဲ့စွမ်းအားတချို့ကိုမြူမှုန်တွေတွေကနေခံစားမိလိုက်တယ်။လင်ချန်ကအားလုံးသတိထားဖို့ပြောလိုက်တယ်။လင်ချန်ရဲ့စကားဆုံးသွားတာနဲ့မူချန်ကလောလီကိုဆွဲပြီးသူ့ရဲ့ရင်ခွင်ထဲမှာဖတ်ထားလိုက်တယ်။ ဒီချိန်မှာပဲမြင်ကိုတွေပြောက်ခွေသွားပြီးအလုံးမတန်ကိုကြီးမာတဲ့မိဆောက်တကောင်ဖက်ကိုပြောင်းလဲသွားတယ်။ပြီးတာနဲ့မူချန်တို့တပ်ဖွဲ့လုံးကိုဝါမျိုးပြစ်လိုက်တယ်။မူချန်တို့အကလုံးကတော့မြင်ကိုတွေကြားမှာပဲပြောက်ခွေသွားတယ်။ဒါကိုတောင်ထဲပေါ်မှာရှိနေတဲ့ဝူကြားကမူချန်တို့တစ်ချက်ကြည့်ပြီးတော့ပြုံးလိုက်တယ်။သူတို့အလုံးထောင်ချောက်သွဲကိုဝင်သွားပြီးဒီစကားကြောင့်မူလောင်ကြီးကလည်းပြုံးလိုက်တယ်။ပြီးတာနဲ့မူလောင်ကြီးကမြင်ကိုတွေကိုဝင်ပြီးပြောက်ခွေသွားတယ်။အပေါ်မှာကြံနေတဲ့လူရှိယောက်ကလည်းတစ်ချက်ကြည့်မောလိုက်တယ်။ပြီးတာနဲ့သူတို့တွေအလုံးကလည်းအဲ့ဒီမြူကိုတွေတွေကိုပြေးဝင်သွားကြတယ် မူချန်နဲ့လောလီကတောင်ထိုင်တကူပေါ်မှာဆင်းလိုက်တယ်။သူတို့ကအနောက်ပိုင်းနေမြေထဲမှာပဲရှိနေတော့မယ်။သူလောလီကိုဖတ်ထားလို့သာသူတို့နှစ်ယောက်ကအတူတူရှိနေတာ။ကျန်တဲ့လူတွေအကလုံးကတော့ဘယ်ရောက်လို့ရောက်သွားကြမှမသိဘူး။တကယ်တော့ဒီထောင်ချောင်းကသူတို့ကိုလူစုကွယ်ရောအောင်တသက်စီမံထားတာ။လောလီကပြောတယ်။ငါတို့ကိုအစိုးကြီးကလေးကတတိထားမိလိုက်တဲ့ပုံပဲ။မူချန်ကလည်းပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီးတော့ခေါင်းနှိပ်ပြတယ်။အစိုးပိုင်းတို့ကဝိညာဉ်ဆောင်အရှိန်အဝါကအရန်ကိုအားနေတဲ့အတွက်ငါတို့ကိုလူစုကွယ်အောင်လှုပ်ထားတာပဲရှိတယ်။ ဒါပေမဲ့အဲ့ဒါကငါတို့တယောက်ချင်းစီကိုအနိုင်ယူဖို့ရန်သူကပြင်ဆင်ထားတဲ့အကွက်ပဲလော်လီကပြောတယ်။ဒါဆိုရင်ငါတို့တန်းနိုင်တယ်လောက်ခက်မမြန်လေးအဖွဲနဲ့ပြန်ဆောင်အောင်လုပ်ရမယ်။မူချာကအရှိကနေသွားတယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုလည်းအနိုင်ရောက်မိတော့နေနဲ့ဖောက်အုပ်ထားတယ်။သူကသွားရသွားနေတာပတ်ဝန်းကျင်ကိုဒရိကြည်ကြည်နဲ့သူကဒရိဟာနေတယ်။ဒီချိန်မှာပဲမြူကိုတွေဂျာကနေအလင်းနှံတစ်ခုဟာသရိုးစီကိုရောက်လာတယ်။မူချာကခြံချင်းအနောက်ကိုဆောက်လိုက်တယ်။အဲ့ဒီအလင်းနဲ့ကြာသွားတဲ့နေရာမှာတော့မြေကြီးကပကြအဲ့ဒီဖြစ်ကုန်တယ်။မူချံအရှိကိုကြည့်လိုက်တော့ လှန်တစ်ခုကမြေပြင်ပေါ်မှာကျန်းနေတယ်။ဒါကြီးမဲ့လှန်သွားကအလိုအမတန်ကိုလေးတဲ့ကြောင်းလှန်ရဲ့တပ်ဝက်လောက်ကမြေကြီးထဲကိုထိုးဆိုင်ပြီးဝင်သွားတယ်။တစ်ချိန်တည်းမှာပဲအဖက်ဖက်ကနေအနီရောင်အလေးနန်းတွေကသူတို့စီကိုပြေးဝင်လာတယ်။ဒါကိုလော်လီကချက်ချင်းဆုတ်တယ်လို့ပဲသူ့ရဲ့ခါမှရှိတဲ့ဓာတ်ရှိကိုဆွဲထုတ်ပြီးအရှိကိုပြေးသွားတယ်။သူတို့စီကိုဝင်လာတဲ့အနီတန်းအကလုံးကိုဓာတ်နဲ့ဟွေ့ရံပြီးတော့တခြားတစ်ဖက်ကိုလွှဲပြစ်လိုက်တယ်။တာခိုင်မှုအကလုံးကိုကာစီပြီးသွားတော့မြူကိုးတွေကြားကနေလက်ခုပ်သီးတန်ထွက်ပေါ်လာတယ်။ပြည်တဲ့နဲ့မြူကိုးတွေကတဖြည်းဖြည်းပြောက်ခွေသွားတယ်။ ညူကုန်းပြောက်ခွက်သွားတာနဲ့သူတို့ရဲ့ရှေ့မှာလူနှစ်ယောက်ထွက်ပေါ်လာတယ်။သူတို့ရဲ့ရှေ့မှာရှိတဲ့ကြောက်ဆောင်ပေါ်မှာလူတစ်ယောက်ကထိုင်နေတယ်။နောက်တစ်ယောက်ကမတ်တရက်နေတယ်။ထိုင်နေတဲ့လူကအနီအောင်ဝတ်စုံဝတ်ဆင်ထားတယ်။မျက်နှာမှာလည်းအမာရိုးတစ်ခုရှိတယ်။သူရဲ့လက်ပေါ်မှာအနီတန်းဆဲကူကပြန်တန်းနေတယ်။တေးသေးချာချာကြည့်လိုက်မှအဲ့ဒါတွေကအနီအောင်ဓမြောင်တွေပဲ။မတက်ရရင်တဲ့သူကတော့အဖြူအောင်အသားရင်တဲ့လူငယ်တယောက်ပဲသူ့ရဲ့အနောက်မှာလဲအလုံးမတန်ကိုကြီးမားလဲလှန်ကြီးတစ်ခုကိုကင်ဆောင်ထားတယ်အနီအောင်ဝတ်စုံတဲ့ကောင်ကပြောတယ် ငါတို့တော်တော်ကံကောင်းတာပဲဒီလိုအစွမ်းထက်တဲ့မိန်မလှလီနဲ့လာဆောင်ရတယ်လို့လှန်နေကောင်ကပြောတယ်သူတို့နှစ်ယောက်ရဲ့မျက်နှာကိုကြည့်ရတာသူတို့တွေကလူသေးတွေဖြစ်ဖို့များတယ်မြောက်ပန်းကောင်းငင်ဝိညာဉ်အကယ်ဒမီအကြောင်းကဘေးကျန်းနံကြဖြစ်နေလို့လူသေးတွေကိုလှုပ်လိုက်တာနဲ့ထင်တယ်ဒါမြောင်နေကောင်ကမူချောင်တစ်ချက်ဆိုင်ကြည့်လိုက်တယ်မင်းပြောတာအမှန်ပဲကောင်းငင်ကူပြောင်းခြင်းအစင်းသာရောင်းနေသေးတဲ့လူကိုလှုပ်ရဲတယ်ဆိုတော့ဒီကြောင်းကကြားလေအတုံးမဝင်လေပဲပြီးတော့သူ့ရဲ့လက်ပေါက်မှာရှိတဲ့ဓမြောင်တွေကိုသူကလှည့်ကစားလိုက်တယ်။ကောင်းလေ ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်။မင်းဒီကောင်မလေးကိုထားခဲ့ပြီးဒီညာကနေခက်မြက်မြက်လေးထွက်သွားလိုက်။ဒါလို့ဆိုမင်းမအသက်ရှင်ဖို့အခွင့်အရေးရှိသေးတယ်။မူချန်ကသူတို့နှစ်ယောက်ကိုပြန်ပြောတယ်။မင်းတို့နှစ်ယောက်ကစုလက်ဘုတ်ပြားပေါ်ကအစင်ခွနဲ့အစင်ရှိဖြစ်တဲ့ချူယူနဲ့မောက်ကြံမဟုတ်လား။ဓမြောင်နဲ့ကောင်ကပြောတယ်။ကောင်ပြီးကောင်လေးစကားရှိရှိဝေမပြောချင်တော့ဘူး။ဒီနှစ်တွေထဲမှာဒါလောက်လှပတဲ့မင်းကလေးကိုငါမြင်ဘူးတာပထမဆုံးအကြိမ်ပဲ။ ချာရှင်ဆိုတဲ့လိုပဲလော်လီကသူ့ရဲ့ဓာတ်ရှည်ကိုစွမ်းအားနေထိုက်ပြီးတော့ချူယူကိုဓာတ်နဲ့ခုတ်ချလိုက်တယ်။ဓာတ်ရှည်စွမ်းအားကချူယူရဲ့မျက်နှာသူကိုရောက်သွားတော့လှန်တဲ့ကောင်ကဝင်ပြီးတော့ကပေးလိုက်တယ်။မောင်ကျန်ရဲ့လှန်ကလော်လီရဲ့ဓာတ်စွမ်းကိုထိပြီးတော့အနောက်ကိုလွှတ်ထွက်သွားတယ်။ကာကွယ်နိုင်ခဲ့တဲ့ဆိုပေမဲ့လော်လီရဲ့ဓာတ်ချက်ကချူယူရဲ့မျက်နှာကိုအနှဲငယ်ထိသွားတယ်။ပောက်ကွဲစံထွားပေါက်ပြီးတာနဲ့ချူယူရဲ့မျက်နှာမှာသွေးတွေစီးကျလာတယ်။ချူယူကလည်းချက်ချင်းဆိုတဲ့လိုပဲအနောက်ကိုခုံပြီးတော့ဆုတ်သွားလိုက်တယ်။ပြီးတော့လော်လီကိုစိုက်ကြည့်တယ်။အထင်ကြီးစရာပဲ ပြီးတော့သူရဲ့မျက်နှာပေါ်မှာစီးကျနေတဲ့သွေးတွေကိုသူကလက်နဲ့တုပ်လိုက်တယ်။မူချန်ကဝင်ပြောတယ်။အဲဒီကောင်ကိုငါတောင်းဝင်ထားလိုက်။လော်လီကခေါင်းညှိပြတယ်။သူရဲ့လက်ကိုပဲဖျက်အသက်ကိုတော့ခြံထားခဲ့။မူချန်ကခေါင်းညှိပြတယ်။ဒါကိုချိုယိုးကမောက်ကြံဝင်ပြောတယ်။ကောင်းပြီဒါဆိုရင်တိုက်ကြမယ်။သူတို့နှစ်ယောက်ကိုရောင်းအောင်တတ်မယ်။မူချန်ကတိုက်ဖို့အနေထားအစင်တင်းလှုပ်ထားလိုက်တယ်။ဒါကိုချိုယိုးကဝင်မတိုက်ဘူး။မောက်ကြံကတော့ကြာဝါတဲ့လှန့်ကိုစွဲပြီးတာနဲ့မူချန်စီကိုပြေးဝင်လာတယ်။ မောက်ကြံပြေးဝင်လာတဲ့အရှင်ကတော်တော်လေးကိုမြန်တယ်။မူချံကလည်းအနောက်နယ်ထဲမှာမဆုတ်ဘူး။စွိုင်းရဲ့အကလုံးကိုလက်သီးထဲထည့်ပြီးမောက်ကြံကိုလက်သီးတလုံးပြစ်လွတ်လိုက်တယ်။မောက်ကြံကလည်းသူ့ရဲ့လှန့်ကိုအုံပြုပြီးမူချံရဲ့လက်သီးကိုပြန်ပြီးထိုးလိုက်တယ်။ဒါပေမဲ့မူချံရဲ့လက်သီးကြောင့်လှန့်ကတော့အနောက်ကိုပြန်ကန်ထွက်သွားတယ်။ဒါကိုကြည့်ပြီးချူယူရောမောက်ကြံရောမျက်လုံးပြူသွားကြတယ်။ချူယူကကောင်းငင်အပိသက်ခြင်းရဲ့ပထမအဆင့်မှရှိတယ်။ဒါပေမဲ့မူချံကကောင်းငင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်ကိုရောက်နေတယ်။ ဲ့ဒီတော့ကြောင့်စွန်းအင်တွေကကွာခြားလိုက်ဆိုပြီးမူချန်ကတော့သူတို့နှစ်ယောက်လုံးကိုလက်သီးတစ်လုံးနဲ့ပါပြသွားတယ်။မူချန်ကပြောတယ်။ကောင်းဝင်အပြီးသက်ချင်းပန်းမအဆင့်စွမ်းနဲ့ဒီမှာလာပြီးအနိုင်ကျင့်ချင်နေဆိုရင်တော့မင်းတို့နှစ်ကောင်လုံးကပေးချင်နေတာပဲ။မူချန်ကနှစ်ကောင်စလုံးကိုအလွတ်မပေးဘူးလို့ဆုံးပြချက်ချထားတယ်။ပြီးတော့သူ့ရဲ့ကိုတွေကလည်းအလင်းရောင်တွေထုတ်လိုက်တယ်။နဂါးပုံရင်တစ်ခုကထွက်ပေါက်လာပြီးတာနဲ့မူချန်ကမောက်ကျန်းစီကိုတက်တက်မက်မက်ပြေးထွက်သွားတယ်။မောက်ကျန်ကလည်းလှန်နှခုကိုသူ့ရဲ့ဘယ်နဲ့ညာနဲ့လက်မှခိုင်ထားတယ်။ပြီးတော့မူချန်ကိုဝင်ပြီးတော့လှန်နဲ့ထိုးတယ် မူချံကဘာလက်နှမ်းမှမရှိဘူးဆိုပေမဲ့မောက်ချံရဲ့လှန့်သွားတွေကတော့မူချံရဲ့ခန္ဓာကိုမထိုးဖောက်နိုင်ဘူးတချမ်းမှတော့မောက်ချံကဟာခွက်ဖြစ်သွားတယ်မူချံကလက်သီးတစ်လုံးကိုမောက်ချံရဲ့ရင်ဘက်ကိုထိုးလိုက်တယ်မောက်ချံကလည်းတော်တော်လေးကိုထိုက်လန့်သွားတယ်မူချံရဲ့လက်သီးချက်ကိုသူ့ရဲ့လှန့်တဲ့လက်ကိုသူကကြက်ရှိကပုံစံမျိုးနဲ့ကာပြီးတော့သားစီးလိုက်ရတယ်ရင်ဘက်ကိုတက်တဲမမမထိတ်ဘူးဆိုပေမဲ့မူချမ်းရဲ့လက်တီအားကြောင့်သူကင်နာနဲ့လှန်နှက်လက်ကချိုးပဲကုန်တယ် လှန်ကျိုးသွားတာနဲ့မူချန်ကနောက်သက်လက်သီးတစ်ဖက်မှာစွန်းရင်နဲ့အကလုံးထည့်ပြီးမောက်ကျန်ရင်ရင်ဘက်ကိုနောက်တစ်ချက်ထိုးလိုက်ပြန်တယ်။ဒီတစ်ခါမှတော့ဘာနဲ့မှကာကွယ်လို့မရတဲ့သွားကြောင်းမောက်ကျန်ကလွန့်ထွက်သွားတယ်။ဗဆန်ကနေလည်းသွေးတွေအန်ကြားလာတယ်။ရှင်လို့လွယ်မယ်လို့ထင်နေတဲ့မူချန်ကဒါလောက်ထိကြောက်စရာကောင်းနေမယ်ဆိုတာမောက်ကျန်ကမယုံနိုင်စရာဖြစ်နေတယ်။ဒါကိုကြည့်ပြီးချူယူကလည်းမူချန်ကိုတန်းအံ့တော်ဖြစ်နေတယ်။သူ့ရဲ့စိတ်ထဲမှာလည်းမူချန်ကိုကြည့်ပြီးအနေငယ်တုန်လှုပ်လို့လာတယ်။ချူယူကချက်ချင်းဆိုလိုပဲ သူရဲ့လက်မှတ်ရှိတဲ့ဓမြောင်တွေကိုစွန့်အင်ထိုက်ပြီးတော့မူချာရဲ့နောက်ကျောကိုဓမြောင်သင်းနဲ့လှမ်းပြက်တယ်။ချူယူရဲ့တတ်ခိုင်းမှုကိုမူချာကအနောက်တော်ပြန်လှည့်မကြည့်ဘူး။ဓမြောင်တွေကသူ့ရဲ့အနားကိုရောက်လာတာနဲ့လော်လီကပေါ်လာတယ်။ပြီးတော့သူ့ရဲ့ဒက်ရှင်နဲ့ဓမြောင်အကလုံးကိုရိုက်ပြစ်လိုက်တယ်။ပြီးတာနဲ့လော်လီကချူယူကိုဒက်ရှင်နဲ့ရွေ့ပြီးတော့ပြောတယ်။နေရဲ့လက်တွေကိုထားခဲ့လိုက်။အဲ့လိုမှမဟုတ်ရင်တော့သူ့ရဲ့စကားကိုအဲ့မှာပဲရပ်ထားတယ်။ချူယူကပြောတယ်။ငါရဲ့လက်တွေကိုထားခဲ့ရမယ်ဟုတ်လား။ဒါကတော့မင်းအပေါ်မှာမူတည်တယ်။ လောလီကသူ့ရဲ့ခနာကူမှာရှိတဲ့စွန်းအင်းတွေကိုဒက်ရှီထဲထည့်လိုက်တယ်။ပြီးတော့လေခြုံရုပ်ကိုဒက်ရှီနဲ့ခောက်ချလိုက်တာစွန်းအင်းအလင်းတန်းကကောင်းကင်ပေါ်မှာပြေးထွက်သွားတယ်။အဲ့ဒီအလင်းတန်းကိုကြည့်ပြီးခြုံရုပ်ရဲ့မျက်နှာကလည်းတက်ဖြည်းဖြည်းစိုးရင်လာတယ်။လေကျန်နေတဲ့မောက်ချန်းကိုမူချန်ကပြောတယ်။ဒီကိစ္စအတွက်မင်းတော့တော့ရမယ်ဆိုရင်တော့အရန်ကိုနောက်ကျသွားပြီ။မောက်ချန်ကပြောတယ်။နောင်တာဟုတ်လား။မင်းလို့မလောက်လေမလောက်စားကောင်းကငါ့ကိုလာပြီးချိန်ချောက်ရဲတယ်ပေါ့။ဒီမှာစောက်ကလေးမင်းတိအောင်ငါပြောပြမယ်။ မြောင်ပန်းကောင်းကင်နယ်မြေမှာမင်းကပယောစိတ်တတလေးပဲရှိတယ်။မူချန်ကတရှက်ပြုံးလိုက်တယ်။ဟုတ်လားပယောစိတ်တတပေါ့လေ။ပြီးတဲ့နဲ့သူကသူ့ရဲ့နေရကနေပျောက်ကွယ်သွားပြီးမောက်ချန်ရဲ့ဘီနားမှာပေါ်လာတယ်။မီးစွမ်းအင်းနေပြင်းထန်နေတဲ့လက်သီးသလုံးကိုမောက်ချန်စီကိုပြစ်လွှတ်လိုက်တယ်။မောက်ချန်ကလည်းသူ့စီဝင်လာတဲ့မီးလက်သီးကိုသူ့ရဲ့လှန်သွားနှခုနဲ့ပြန်ပြီးတော့ပြစ်လွှတ်လိုက်တယ်။တဖက်မှာလည်းချိုယူကလောလီပြစ်လွှတ်လိုက်တဲ့ဓာစွမ်းအုပ်မြင်ပြီးတော့အနောက်ကိုနည်းနည်းဆုပ်လိုက်တယ်။သူ့ရဲ့အနီအောင်စွမ်းအင်းတွေကိုထုတ်ပြီးတော့ဓမြောင်တွေကိုပြန်ပြီးတော့ဖန်တီးလိုက်ပြန်တယ်။ ပြီးတာနဲ့ချူယူကလက်ကနေတင်ကြီးသားတွေပြောင်းလဲပြီးတော့ဓမြောင်တွေကိုကောင်းကင်ဘော်ကိုပြစ်လွှတ်လိုက်တယ်။ပြန်ကြလာတော့ဓမြောင်တွေကတော်တော်လေးကိုများတယ်။ဘလောက်တော့များလဲဆိုရင်မသိရင်မိုးရွာနေတဲ့အတိုင်းပဲ။အဲ့ဒီဓမြောင်အည်အတွက်အများအပြားကလော်လီရဲ့ဒရှိဆွမ်းအားစီကိုပြေးဝင်သွားတယ်။တကယ်ဆိုရင်လော်လီရဲ့ဓာဆွမ်းရည်ကချူယူထင်ထားတာထက်ကိုပိုပြီးတော့ဆွမ်းအားပြင်းတယ်။သူပြစ်လွှတ်လိုက်တဲ့ဓမြောင်အကလုံးကတော့ပြောက်ွယ်သွားတယ်။ဒါပေမဲ့လော်လီရဲ့ဒရှိဆွမ်းအားကတော့သူ့စီကိုတဲတဲမဲမဲပြေးဝင်လို့လာတယ်။ချူယူကအနောက်ကိုစုပ်ပြီးတယ် ဒါပေမဲ့လော်လီရဲ့ဒါချက်ကသူ့ရဲ့ခန်းထဲဝမ်းမိုက်စီကိုတက်တက်မမတ်ဖြတ်တန်သွားတယ်။အခုဆိုရင်ချူယူကလည်းဒက်ရှီရဲ့စွမ်းအားကြောင့်ဒဏ်ရာရသွားပြီးသူ့ရဲ့ဒဏ်ရာကနေသွေးတွေတဖြည်းဖြည်းစီးကျလာတယ်။ချူယူကတော်တော်လေးကိုဒေါရထွက်သွားတယ်။သူကလော်လီကိုအော်ပြောတယ်။ခွေးမမင်းသေးချင်နေပြီနဲ့သူ့တယ်။ချူယူကတောင်ထဲပေါ်မှာဆင်းလိုက်တယ်။သူ့ရဲ့ကိုယ်တွေကနေအနီရောအလင်းနဲ့ဆဲကူးကိုထုတ်လိုက်တယ်။အဲ့ဒါတွေကတော့ချော်ရည်တွေပါဝင်နေတဲ့ဓာတ်သွားဖြစ်ပြောင်းလဲသွားတယ်။ ပြီးတော့လေချော်ရီပါတဲ့ဓားဆက်ကြောင်လုံးကိုလော်လီစီကိုပြစ်လွှတ်လိုက်တယ်။လော်လီကဒက်ရှီကိုကမ်းပြီးသူ့စီပြေးဝင်လာတဲ့ဓားသွားဆက်ကူလုံးကိုပြေးပြီးတော့ရိုက်လွှတ်လိုက်တယ်။ဓားသွားဆက်ကူလုံးကအဝေးကြီးကိုလွတ်ထွက်သွားတယ်။ခဏနေကြတော့တိုက်ပွဲနှစ်ခုလုံးကပို့ပြီးတော့အတက်ဝင်လာတယ်။နှစ်ဖက်စလုံးကလက်ရည်ညီနေတယ်။ဒါပေမဲ့ရေရှည်မှာတော့မူချန်တဲ့လော်လီကပို့ပြီးတော့ဟိုကောင်တွေကိုအရေးတလာတယ်။မောက်ကြံကမနိုင်တဲ့တော့ကြောင့်တက်ဖြည်းဖြည်းနဲ့ဒေါ်လာထွက်လာတယ်။ပြီးတော့သူရခန္ဓာကိုယ်ကနေစွန်းရင်တွေကိုလေမုန်တိုင်းတက်ဖွဲ့ထုတ်လိုက်တယ်။ အနှဲအောင်လှန်ချောင်းကလည်းထွက်ပေါ်လာတယ်။အဲ့ဒီလှန်ကိုကောင်းကင်ပေါ်ပြစ်တင်လိုက်တယ်။ပြန်ကြလာတော့လှန်ကတော်တော်လေးကိုရှည်လျားတယ်။ရှည်လျားတဲ့အပြင်ကိုအလွန်အမတန်ကိုလည်းကြီးမာတယ်။မသိရင်ကောင်းကင်နဲ့မြေကြီးကိုဆက်ထားလဲလှေကားတစ်ဖွဲ့ဖြစ်နေတယ်။မောက်ချန်ကမူချန်ကိုပြောတယ်။စောက်ကလေးတေပိုးတာပြင်ပြီးတော့မူချန်ကလည်းလက်ကနေတိမ်ကေတာကိုပြောင်းလဲလိုက်တာနဲ့သူ့ရဲ့နောက်မှာပါရဲသုံးကောင်ပေါ်လာတယ်။ပြီးတော့အလွန်အမတန်ကိုကြီးမာတဲ့လှန်ကြီးကသူ့စီပြေးဝင်လာတာကိုသူကအနောက်မှာရှိတဲ့တာရဲသုံးကောင်နဲ့ပြန်ပြီးတော့ရင်ဆိုင်ခိုင်းလိုက်တယ်။ ကျေလောင်နဲ့ပေါက်ဝဲတန်ကြီးနဲ့သူလှန့်ကြီးကပျောက်ခွက်သွားတယ်ပြီးတော့မူချမ်းရဲ့တာရဲတွေကလည်းပျောက်ခွက်သွားတယ်ပေါက်ဝဲမှုကြောင့်မောက်ကြံကမူချမ်းမမြင်ရဘူးအဲ့တော့သူ့ရဲ့စိတ်တွေကဘာထင်လဲဆိုရင်သူ့ရဲ့တတ်ခိုင်းမှုကြောင့်မူချမ်းကအစိမ့်စိမ့်အမောမှာဖြစ်သွားပြီးဒါပေမဲ့ခဏနေကြတော့မူချမ်းရဲ့အတန်ပြန်ပြီးထွက်ပေါ်လာတယ်ဟဲ့အောင်တိုက်ပွဲကမပြီးသေးပြီနဲ့မင်းကဘာလို့ပျော်နေတာလဲမူချမ်းကပျော်ပျော်ဆွဆွပဲသူ့ရဲ့ဇီးဒီကိုထောက်လိုက်တယ်ဇီးဒီကတတ်ထိုက်ပြီးတစ်ထပ်အလင်းနဲ့တောက်ပတ်လာတယ်နောက်ဆုံးမှာတော့လေးလောက်မြောင်ထီကိုရောက်ရှိလာတယ် လေးလွှာစလုံးကအလင်းနဲ့တောက်ပန်းလာတာနဲ့နဂါးလေးကောင်ရဲ့အတန်တီလည်းထွက်ပေါ်လာတယ်။ဇီဒီကလည်းတဖြည်းဖြည်းနဲ့လေပတ်တာပူပြီးမြန်လာတယ်။နောက်ဆုံးမှတော့ဇီဒီတွေကလည်းတော်တော်လေးဦးကြီးမာတဲ့နဂါးကြီးလေးကောင်ပေါ်လာတယ်။မူချန်ကမောက်ကျန်းစီကိုလက်ညှို့လိုက်တယ်။သူ့ကိုတတ်လိုက်။မောက်ကျန်ကလည်းသူ့ရဲ့စွန်းအင်ကိုပို့ပြီးတော့သွန်းမြင့်လိုက်တယ်။အဲဒီအခါမှာတော့ကောင်းကင်ပေါ်မှာထောင်တောင်းမကတော့လှန်နေကအများကြီးပေါ်လာတယ်။ပြီးတော့မူချန်ရဲ့ဇီဒီကိုလှန်နေကလုံးကပြေးဝင်သွားတယ်။ဒါပေမဲ့လှန်နေကလုံးကမူချန်ရဲ့ဇီဒီကိုဘာမှလုံးလုံးမနိုင်ဘူး။ မောက်ကြံကဒါဟုကြည့်ပြီးပါဇက်အဟောင်းသားဖြစ်နေတယ်ဒီထင်မှာပဲမူချိုင်ရဲ့နဂါးလေးကောင်ကမောက်ကြံကိုဝင်ပြီးတော့တိုက်ခိုက်လိုက်တယ်မောက်ကြံကတော်တော်လေးကိုဒဏ်ရာရသွားတယ်ပါဇက်ကနေလဲသွေးတွေအန်ကြလာတယ်မူချိုင်ကိုမရှင်နိုင်မှန်းသူသိသွားပြီအဲ့တော့သူကမြ мян ထွက်ပြေးဖို့လုပ်တယ်သူထွက်ပြေးဖို့လွန်မြောက်နိုင်မှုကမြူကိုးတွေရှိတဲ့နေရာတန်နေရာပဲရှိတယ်မြူကိုးတွေထဲမှာဆိုရင်မူချိုင်ကသူ့ကိုလိုက်လို့မရဘူးလို့သူထင်နေတယ်ဒါကိုမောက်ကြံကချက်ချင်းပဲမြူကိုးတွေကြားထဲကိုပြေးသွားတယ်မူချိုင်ကသူ့ကိုမထီမဲမြင်ပြုံးပြုံးလိုက်တယ် ီးတော့လက်ကနဲ့ဒစိမ့်တွေပြောင်းလဲလိုက်တာနဲ့ဝင်းချင်းအစီမံနှစ်ခုကမောက်ကျန်ရဲ့အရှိမပေါ်လာတယ်ပြီးတာနဲ့အစီမံနှစ်ခုတွေကနဲ့အလင်းစွိုင်းတွေကမောက်ကျန်းစီကိုပြေးဝင်လို့သွားတယ်ကဲဒီနေ့ဗီဒီယိုဒီမှာရက်ထားမယ်အစကိုမနှက်ဖြတ်မှထပ်ပြီးတင်ပေးမယ်ဒီနေ့အဖို့ဘက်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်